ဗုဒ္ဓံပုဇေမိတမံပုဇေမိတံဃံပုဇေမိမာတာပိတုပုဇေမိအာစီယပုဇေမိအနန္တောနန္ဒာ၅ပါးကိုလက်ဆက်ပြမှု၍ပုဇေမိပုဇော်ပိုင်းရှင်ဖေဟာမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်များပုံမှန်ငတ်ခတ်ပေးခြင်းဆရာပြေနာသိတိမဥစ္စာပဏမနာကွန်ဆတ်တာပေးရစီခင်ဗျာခုပထမအဆုံးအနေနဲ့တနင်္ဂနွေနေ့နဲ့တာသမီမိတ်ဆွေများအတွက်ဆရာတလားစာဟောစနယ်လေးနဲ့ယတရားလေးကို ဆရာတင်ပြလိုက်ပါတယ်။တနေ့ခရနေ့နံတာသမီမိတ်ဆွေများခင်ဗျာဆရာတို့ဒီနိုဝင်ဘာလမှာဆိုလို့ရှိရင်ပေါ့နော်မိတ်ဆွေတို့ရဲ့စီးပွားကန်စားတာတော်ကိန်းမှာဆိုလို့ရှိရင်စီးပွားကန်စားတာကတလာလုံးအတက်ပတ်မှာရှိနေတာဖြစ်ပါတယ်။ ဒီသတိပြုစရာလေးတစ်ချက်အနေနဲ့ပေါ့နော်မိမိရဲ့တဏ္ဍာန်အတွင်းမှာညာနာအားနဲ့ဝိရိယအားနှစ်ခုလုံးကရောရောကြနေတဲ့သဘောတရားလေးကိုမိမိတို့ကိုယ်တိုင်ကိုယ်ကပေါ့နော်လက်ခံနေပြီးတဲ့သဘောတရားလေးတွေကမိမိတို့ရဲ့တဏ္ဍာန်မှာပေါ်နေတတ်ပါအောင်နော်ပြီးတော့ရှင်မိမိရဲ့ကိစ္စရမှန်မြတွေလှုပ်เสียရ၊ကိုင်းเสียရတွေကိုမိမိကိုမိမိအကြောင်းပြချက်ပေးပြီးတော့မှာပေါ့နော်။ရှောင်ရွေးနေမိတတ်တဲ့သဘောတရားလေးတွေကမိမိရဲ့တဏ္ဍာမှာပေါ်နေရတတ်ပါတယ်။ ဒါပေမဲ့ဆရာတို့စမ်းလက်လာဝကံကအတက်ဘက်ကိုရောက်နေရမလို့ဘောကလုပ်ငန်းကိစ္စရက်တွေဆောင်ရက်တဲ့နေရာတွေမှာမမျော်လင့်ရပဲနဲ့စီဝါစမ်းတက်တာမျိုးတွေနော်ကံစားတာအထောက်ပံ့ရတတ်ရတတ်ပါတယ်နော်မိမိရဲ့လုပ်ငန်းတွေကလည်းအကျိုးအမြတ်ဖြစ်တာတွေလက်ရှိလောက်ကနေရလောက်ကနေအတိအမှတ်ပြုခံရတာတွေငွေကြေးဆုလက်တွေရရှိတတ်တာတွေကရာထူးတိုးတာနော်ဒီနာမည်ကုန်တဲ့တက်တာတွေစတဲ့ကံစားတာတွေဖြစ်ပေါ်ရတတ်ပါတယ်နော်စီဝါရင် အလောက်ကနေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဆရာတို့ဒီဆက်သူစီးပွားအရေးကိစ္စတွေမှာဆိုလို့ရှိရင် တနည်းနည်းနဲ့သားသမီးတွေဒီနော်စနေနေ့နဲ့နေ့နဲ့ကန်ဆက်တာတွေအကျိုးမြတ်ဖြစ်တာတွေနော်အောင်မြင်ရတတ်တာတွေဖြစ်ရတတ်ပါတယ်တနည်းအားဖြင့်ဆိုရမယ်ဆိုလို့ရှိရင်ဆရာတို့ကဒီအထယ်အနေလုပ်ငန်းထီး ဖနက်အနာကြီးအုတ်ထုတ်စတဲ့လုပ်ငန်းတွေနော်လူမျိုးလူမျိုးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေးချားနေကြနိုင်ငံခြားနဲ့ပတ်သက်ဆက်နွယ်နေတဲ့အလုပ်လုပ်ငန်းတွေနော်ပြီးလို့ချင်းဆရာတို့အပူဓာတ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမီးပေါ့နော်မီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလျှက်စင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြီးလုပ်ငန်းထုံးလုပ်ငန်းဝန်ထမ်းအလုပ်စတဲ့စနေဓာတ်နံတင့်တဲ့ကိစ္စရပ်တွေမှာတည်တဲ့အချုပ်ပြုရခြင်းရှိပါတယ် ငွေကြေးကန်စားတာမှာအထူးသတိထားသင့်တာကတော့ဘယ်တော့တောင်ဆူဆူအရက်ကလူပုဂ္ဂိုလ်ဒါမှမဟုတ်လို့ရှင်ပုဒ်တော်ဟူသာသမီတွေနဲ့ငွေကြေးကိစ္စချင်းကားတာစာချုပ်လက်မှတ်ရေးထိုးတာเนาะမိမိနေထိုင်တာအရက်ကနေတောင်ဆူဆူအရက်မှာမြေအဝင်မတော်တာတွေเนาะမြေဌာနအယောင်းဝင်လုပ်တဲ့ကိစ္စရဲ့ဒီမှာမတော်တဆလက်ဝဲဝဲမိလို့ရှင်ပေါ့เนาะပြဿနာဖြေရတတ်တာတွေเนาะပြီးလို့ရှင်နောက်နောက်အမှုခေရုံးမြင့်ကန်တိုင်းနဲ့ပတ်သက်ရတတ်တာတွေပေါ်ပေါက်တတ်တာမလို့သတိပြုဖို့ဆရာအကြံပေးပါရစေ မိမိနေထိုင်ရာအရက်ကနေအနောင်ဆူဆူအရက်เนาะကြာသာပရိအရက်เนาะအောင်မြင်မှုရရှိဖို့ရှိပါတယ်เนาะမင်္ဂလာတည်ကြားဖို့ရှိရဲ့လုပ်ငန်းကိစ္စတွေခရီးသွားလာအရေးကိစ္စအစကောင်းမယ်เนาะဂျာနွေသားသမီးเนาะတောက်ကြနေတဲ့သားသမီးတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေမှာเนาะအကြံစီတွေအောင်မြင်တာမျိုးတွေဖြစ်ရခြင်းရှိမယ်เนาะအကျိုးစီးပွားတွေလိုရင်ဆန္ဒတွေပြေဝကြစေမယ် ရှောင်ရှားရမဲ့ဆရာတို့ဒီအရက်ကတော့ဗောနော်တောင်ရက် data ဒါမှမဟုတ်လို့ချင်းဗုဒ္ဓဦးနိမ့်တယ်နေနဲ့ဒါဖြစ်ပါတယ်နော်ဒီဟာတွေရဲ့အဓိက အကြောင်းအရာကတော့ဆရာတို့ကဒီဗုဒ္ဓဦးသာသမီနဲ့ကံဆက်တူအကျိုးပေးအားနည်းနေလို့ဖြစ်ပါတယ်နော် ဒီလာထဲမှာငွေကန်အတွက်ပို့ပြီးအဆင်ပြေရဖို့အတွက်တိတက်ငွေကြီးကိုဆွဲငင်စေမဲ့တိုက်ရတဲ့အရာတွေတခုပြုလုပ်ဆောင်ရလို့တဲ့သူတွေအတွက်ပေါ့နော်ဆရာတို့ကလေးတယောက်ယောက်ကိုပေါ့နော်မြေပဲပါတဲ့မုတ်တစ်မျိုးမျိုးပေါ့နော်ဆရာတို့ဥမာအနေနဲ့ဆရာတို့မြေပဲယူပေါ့နော်ဝယ်ကျွေးနိုင်ပါတယ်နော်ဒီကလေးငယ်နေနဲ့လည်းမုံရရင်ပြောရသလိုမိမိမှလည်းငွေကြေးကံတွေကိုရှင်နှန်းလာပါစေလိမ့်မယ်နော်ဒီကျမ်းမာရေးမှာ အနှင်းငယ်တတိထားမဲ့အခါကာလလေးတစ်ခုဖြစ်နေတဲ့ပါတယ်နော်အစာတောင်မှားတာလေးနော်အချိန်မမှန်အစာမစားမိတာလေးအစာနဲ့ပတ်သက်တဲ့ကြောကလေးဒါဂယူဆိုင်ရဖို့ရှိမယ်နော်တနည်းအားဖြင့်ဆရာတို့ဒီအစာအသောက်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒီနေတိုင်းစားသောက်မှုပုံစံမှားရွက်နာတွေမိမိရဲ့တံတမာပပောအမျိုးရှိပါတယ်နော်အစာလွန်နာတွေအစာအိမ်နဲ့ပတ်သက်တဲ့နော် ယောဂဘေးဘေးရတွေနော်နေတိုင်းစားသောက်မှုပုံစံမျိုးအဓိကခရီးပြုပေးပါလို့ဆရာတိတိကျကျများကိုမှားချင်ပါတယ်နော်နောက်ထပ်ဆရာတို့ကျမ်းမာရဲ့အညံ့အနေနဲ့ပေါ့နော်အမြင်အာယုံကြောအာနေနာတွေတွားကြိုက်တာတွေဘိုင်းနာတာတွေနော်တွားကြိုက်တွားနာတာတွေဘိုင်းနာတာတွေပေါ်ဝါတက်သလိုဆရာတို့ဒီခွဲစိတ်ကုသမှုခံယူရခြင်းတွေဒါရှိနေတတ်ပါတယ်နော် အချင်းရေကန်စားတာမေတ္တာရေးအချစ်ဆန်းနေမှာကံပေါ်တတ်တဲ့အခါကာလလေးဖြစ်ပေမဲ့လေပေါ့နော်ဆရာတို့ဒီဂယုဆိုင်ရမှာကမိမိရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ဆောင်ဘက်ကတနည်းနည်းတာသမီးအချင်းချင်းဖြစ်နေတာတွေဗုဒ္ဓဟူးနေနေနေနဲ့ဆိုလို့ရှိရင်ပြဿနာတက်ရတတ်တာလမ်းခွဲရတတ်တာနော်တဘာသူစကားကြောင့်ပေါ့နော်အဆင်ပြေနားလည်မှုတွေမြဲပနေရတတ်တဲ့အခါကာလလေးတခုဖြစ်နေတတ်ပါလေနော်ဆရာတို့ဒီကြံနေနဲ့အများနေနဲ့အများဆုံးနဲ့အတင်းတင်းပြီးတော့မှမေတ္တာရေးဆန်တဲ့အခြေရေးကံတွေကကောင်းနေရတတ်ပါတယ်။ ဒါကြောင့်ဆရာတို့မေတ္တာရေးမှာပေါ့နော်ကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ကိုယ့်ရဲ့အိမ်တော်ဘက်ကတနည်းနဲ့ညဉ့်ဉန်သာသမီဗုဒ္ဓဦးနဲ့နော်ဘွာသာသမီရေဆိုလို့ရှိရင်အချစ်ရဲ့အိမ်တော်ရဲ့ကံစားရမှာပို့ပြီးတော့မှသတိထားဖို့ရှိနေရတတ်ပါတယ်ဒီပညာရေးကံစားတာပညာဉာဏ်ကိစ္စတွေမှာတိုးတက်ရဖို့ရှိရယ်နော် ်ဆရာတို့ဒီမိမိတဏ္ဍာမှာပေါ့နော်တဏ္ဍာနိုင်ကုန်ပါဆရာတို့ညာနာအားတွေဝရိယအားတွေရောကြတတ်တဲ့သဘောတရားရှိနေတာမလို့ပေါ့နော်ယာတုယာကံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာတင်ယူတက်မြောင်းတတ်တဲ့ကိစ္စတွေမှာကံညာဝရိယသုံးခုလုံးချင်းကြီးတက်ဖို့လိုပါမယ်တက်တဲ့နားလဲစွာနဲ့လောက်ကင်နိုင်မှလည်းဒီအခွင့်ရေးတွေအခွင့်လန်းတွေအမီးရစုတ်ကင်နိုင်မှဖြစ်ပါရဲ့နော်လူမှုရေးရာဆိုင်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားနာမှာကဆရာတို့ဒီတနင်္လာနေ့နံသာသမီ ကျန်တာပြိနေတဲ့သာသမီတောက်ကြနေတဲ့သာသမီတွေနဲ့ငွေကြေးစကားပြောတာတွေငွေကြေးကိစ္စဆောင်ရွက်တာတွေတလာလို့အဆင်ပြေတက်မြတ်မှုရှိရတတ်ပါတယ်။ထို့ပုဂ္ဂိုလ်များနဲ့လူမှုရေးရာကိစ္စတွေအလူဒါနတွေမှာတွဲဆက်ပြီးတော့မှလှုပ်ဆောင်ရတတ်ပါတယ်။ဒီအရှိရဲ့အနောက်ရက်နဲ့မြောက်ရက်ဒေသတွေမှာလူမှုရေးကိစ္စတွေပေါ့နော်ပရိဒါကိစ္စတွေအလူတန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှထို့ထို့ရက်ဒေသတွေမှာအထူးအောင်မြင်မှုရတတ်ပါတယ်နော်။လူမှုရေးကိစ္စတွေမှာနော်ထို့ပုဂ္ဂိုလ်တွေနဲ့အကြုံပြုခံရဖို့ရှိပါတယ်နော်။ ဆရာတို့ဒီအခု17လပိုင်းအတွက်ကံကြောပေးအကောင်းမဲ့ကဏ္ဍသင်္ချာအနေနဲ့နှစ်ကဏ္ဍငါးကဏ္ဍနဲ့၆ကဏ္ဍနေဖြစ်ပါတယ်เนาะအဲ့ဒီကဏ္ဍလေးတွေကိုဆာရွက်ထုတ်တဲ့အပေါ်မှာဆရာတို့ဆော့ပယ်နေနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အဲ့ကိုယ့်ရဲ့ပတ်စံရေးစသဖြင့် ကိုပိုင်ငွေကြေးထားရနေရာတွေမှာငွေတွေနဲ့တူအဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာတိုက်တွန်းလို့ပါတယ်နော်ငွေမြဲမှုတွေနော်ငွေမြဲတာတွေအကျိုးတစုံတရာမရှိဘဲနဲ့ငွေကုန်တာတွေကလည်းကာကွယ်နိုင်ပါလိမ့်မယ်တနည်းအားဖြင့်လက်လာပါကံပွင့်ဖို့အတွက်လည်းအထောက်အကူကောင်းဖြစ်စေပါလိမ့်မယ်နော်ဂျိုဂျီနဲ့အဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ် ပြီးတော့ကျောက်ဒီကဏ္ဍတွေကိုပေါ့နော်ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အမြန်ဆုံးများလို့ရဲကိစ္စတွေမှာပေါ့နော်အချိန်ဟာကာလအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းပေါ့နော်ဒီတိုက်တိုက်ဆိုင်ဆိုင်နဲ့တေးချာချာဆော့ဆော့ရဲရဲဆရာအတုံးပြုကြည့်စေချင်ပါရဲ့နော်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအားကောင်းတာတွေကိုယ်တိုင်ကြုံရရပါလိမ့်မယ် ဆရာတို့ဒီအဆောင်ရတရားပြတ်ထားရှိမဲ့ဆံရွက်တွေကိုအပိုင်းစာလေးတွေကိုနော်ဆရာတို့ဒီ၁၇လပိုင်းကုန်တဲ့အခါမှာအထက်အဆောင်ရတရားပစ္စည်းအဖြစ်ဆောင်ရွက်တဲ့အတွက်ပေါ့နော်ဆရာတို့တန်ရှင်းတဲ့မြေချောင်းစတဲ့ရင်းရှင်းမှာစွန့်ပေးရမှာဖြစ်ပါတယ်နော် တနည်းနဲ့နေနံဘွားသားသမီးများအတွက်ဆရာတို့စက်တလာပိုင်းအတွက်မှာကံပွင့်လက်ပွင့်ပြီးတော့မှာလုပ်ငန်းကံကံတို့အထူးအောင်မြင်စေလိုခြင်းအဖဖက်ကလည်းပြည့်စုံစေလိုခြင်းတို့အတွက်အထူးရတရားအနေနဲ့ပေါ့နော်မိမိရဲ့နေနံဘုရားဖြစ်တဲ့အရှင်မြောက်ရဲ့ဘုရားဒါမှမဟုတ်လို့ရှိရင်နေနံဘုရားတွေမှာတော်ရောက်ဖို့မလွယ်ဘူးတဲ့ပုံပေါ်တွေကကိုယ့်ရဲ့အိမ်ဘုရားမှာ နော်ကြံညွတ်၃ရွက်လူပေးပေးပါနော်ဒါမှမဟုတ်လို့ရှင်ကြံဆယ်ပိုင်း၃ဆက်ပါတဲ့ကြံကြောင်းတစ်ချောင်းကိုဖန်ခွက်လေးတစ်ခုမှရေထည့်ပြီးတော့မှဆရာတို့ဒီအရှိတောင်အရက်ကြတဲ့ဒေတာမှာပေါ့နော်အရှိတောင်အရက်ကြတဲ့နေရာမှာထားပြီးတော့မှလူပေးပေးပါနော်ဒီစင်စာတွဲခေါ်မှုတွေမန်ကန္နာရာဝရိယအားတွေဆွဲလုံလာတွေနော်ဆွဲလုံလာအားတွေနော်စစ်တပ်ဘဝတွေတိုးတက်လာတာအောင်မြင်မှုတွေရရှိပိုင်ဆိုင်လာကြစေဖို့ဖြစ်ပါတယ်နော်ဆရာတို့ဒီ ဓာတ်ရတရာအနေနဲ့ပေါ့နော်ဆရာတို့ပန်းအနေနဲ့အောင်တပြေငါးညွန့်နဲ့အုံသုံးညွန့်တွဲပြီးတော့မှထပ်မံဒူရန်ပေးပေးပါနော်ဖះမှာတောက်တော်ရေချမ်းငါးဖောက်ကတ်လူပေးပါနိမ့်နေအပြင်ဆရာတို့ဆက်တလာပိုင်းရင်တနည်းအနေနဲ့နေ့တွေမှာအထူးလူရန်ပူဇော်ပေးပေးပါအချိန်အခါအနေနဲ့မနက်9:00နာရီကနေမနက်6:00နာရီအတွင်းမှာရအောင်လူပေးရမှာဖြစ်ပါရင်နော် ဖះရှင်ရဲ့ဂုံတော်ပတိစိတ်တော်သူများအတွက်လောကဝိတုဂုံတော်ကိုပတိစိတ်ပေးရပါမယ်ဂုံတော်ကိုလည်းအနတ်အဓိပ္ပာယ်နဲ့တည်ရင်ချာချာဂုံတော်ပွားများစေလိုပါတယ်ကျွန်တော်ဒီလောကဝိတုဂုံတော်ပေါ့နော်တတလောကဩဃတလောကသင်္ခါရလောကဟုဆိုအပ်သောလောကသုံးပါးကိုအကျွင်းမဲ့သိတော်မူသောမြတ်စွာဘုရားလို့ပွားများပြီးတော့မှဂုံတော်ကိုအ ਨੇ သောပရိသုံးမဲ့ရအောင်စိတ်ပေးပါဆရာတို့မှတ်ရခတ်နေတယ်ဆိုလို့ရှိရင်လည်းလောကဝိတုဟလာလောကသုံးပါးကိုသိတော်မူသောမြတ်စွာဘုရားလို့ရွတ်ဆိုပွားများပေးပါနော်ဆရာအခု ပေးတဲ့ရတရားတွေကပေါ့နက်ခတ်ကိုမိပြီးတော့မှဓာတ်ရတရားတွေတွက်ချက်ပေးထားတာမလို့ပေါ့နော်ဆရာတို့ဒီရတရားအကျိုးပြုမှုအတွက်ပေါ့နော်ဓာတ်ရှုပ်ထွေးမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလူထမ်းပူဇော်ပေးပေးပါနော်ရတရားလည်းကျေစေမယ်ကုသိုလ်လည်းရစေမယ်ကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကံငန်းစီးပွားရေးမှာနော်တနည်းအားဖြင့်အထောက်အပံ့ပြုပြီးတော့မှအောင်မြင်လာကြစေဖို့အတွက်ဖြစ်ပါတယ်နော် တနင်္ဂနွေနေ့နံဘွားမိတ်ဆွေများအားလုံးကိုကျန်းမာဆက်ချမ်းသာပြီးတော့မှဆက်တလာပိုင်းတလာလုံးမှာဘေးဘေးရာခတ်သိမ်းအပူခတ်သိမ်းကင်းရှင်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးရင်းနဲ့ဆက်တလာပိုင်းအတွက်တနင်္ဂနွေနေ့နံသားသမီးဟွန်ဆန်းလေးကိုဆက်တီမှာပဲအဆုံးသတ်လိုက်ရပါတယ်။